င်္ဂလာပါရှင်ဆရာတော်ကြီးကပတ်စံတစ္ဆပ်ပြတီစာဖြစ်တဲ့နေပြည်တော်ရဝန်ဆင်းကနေပြန်လဲကြိုးစလိုက်ပါတယ်ခုပြမသုံးတပုံနေနဲ့တသက်မှတစ်ခါပဲမြင်တွေ့ခွေရမယ်တီကော်နေဘော်ရီယယ်လစ်ရဲ့စနစ်ပောက်ကွဲမှုဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်တီကော်နေဘော်ရီယယ်လစ်လို့ခေါ်တဲ့ကျဲစနစ်တစ်ခုဟာနောင်လာမဲ့ရက်တွေထဲမှာကျဲသက်တစ်စင်းဖြစ်ကောင်းကင်ရံမှာပေါ်ထွက်လာမှာပဲဖြစ်ပါတယ်ဒါပေမဲ့ကဘာမြင်နဲ့အလင်းနဲ့၃00ကောင်းမှတီးရှိတဲ့အဲ့ဒီကျဲစနစ်ကရက်ပိုင်းလာပိုင်းထဲမှာပဲကျဲပောက်ကွဲမှုဖြစ်ပေါ်တော့မှာပဲဖြစ်ပါတယ် ဒီကျဲစနစ်ကိုတတ်မှတ်ချိန်မှာမြင်မှုမလွဲပေမဲ့ကျဲပေါက်ကွဲမှုဖြစ်ပွားတဲ့အချိန်မှာတော့ကဘာပေါ်ကနေတတ်မှတ်မျက်စိနဲ့သတင်းတစ်ပတ်ကြာလောက်မှတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ကျဲပေါက်ကွဲမှုဖြစ်ပွားချိန်မှာတီကော်နေဘော်ရီလစ်ကျဲကိုဒူဝင်ကျဲလောက်တောက်ပွားစွာတွေ့မြင်နိုင်မှာပါလို့အမေရိကန်သိပ္ပံပညာရှင်တွေကဆိုပါတယ်။ပြီးတော့အဲ့ဒီကျဲစနစ်ပေါက်ကွဲမှုကိုတတ်မှတ်မျက်စိနဲ့တွေ့မြင်နိုင်မဲ့အခွင့်အရေးဟာလူသားတွေအတွက်တသက်မှတစ်ခါပဲရနိုင်မဲ့အခွင့်အရေးပါ။ ။ဘာဖြစ်လို့လဲဆိုတော့တီကော်နဲ့ Borealis ရဲ့စနစ်ကနှစ်ပေါင်း80လောက်မှသာတစ်ချိန်ပောက်ကွဲတက်လို့ဖြစ်ပါတယ်။ဆလာပြီးတော့ဒုတိယတပုံနေနဲ့အမျိုးသမီးတွေကအမျိုးသားတွေထက်အကြအာယုံပုံမြင်သလားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။အမျိုးသားတွေဟာတကယ်ကိုပဲအမျိုးသမီးတွေလောက်အကြအာယုံမကောင်းတာကိုသိပ္ပံပညာရှင်တွေကအတည်ပြုနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဤတိုင်နိုင်ငံဘတ်တက်ကတူကသိပ္ပံပညာရှင်တွေဥဆောင်တဲ့နိုင်ငံတကာသိပ္ပံပညာရှင်တွေကလူပေါင်း450ရဲ့အကြောင်းအရာတွေကိုစာသက်ခဲ့ကြပါတယ်။ဒီလိုစမ်းသပ်တဲ့နေရာမှာသိပ္ပံပညာရှင်တွေကကော်ကလီယာလို့ခေါ်တဲ့နားတွင်းပိုင်းတွေကပြုံနေရဲ့ပတ်ဝန်းကျင်အမျိုးမျိုးမှာအတန်လိုင်းကျိန်နှုန်းအမျိုးမျိုးပေါ်တုံ့ပြန်မှုကိုအတိအကထားပြီးလေ့လာခဲ့ကြတာပါ။လေလာကြကနေပေါ်ထွက်လာတဲ့ရလက်တွေရအမျိုးသမီးတွေရဲ့အကြအယုံကအမျိုးသားတွေထက်နှစ်တစ်စီပဲအထိပိုမြင့်သွားတယ်လို့သိရပါဗျ။ လူသားတွေရဲ့အကြအာယုံပေါ်မှာအသက်အရွယ်ထက်ကြားမလိန်ကွဲမှုကပိုပြီးအကျိုးသက်ရောက်မှုရှိနိုင်တယ်လို့သိပ္ပံပညာရှင်တွေကသုံးသပ်ထားပါတယ်။ကြားမလိန်ကွဲပြမှုပြီးရင် လူသားတွေရဲ့အကြအာယုံပေါ်ဒုတိယမြောက်အကျိုးသက်ရောက်မှုအရှိဆုံးကတော့ပတ်ဝန်းကျင်ပဲဖြစ်ပါတယ်လို့သိပ္ပံပညာရှင်တွေကဆိုပါတယ်။ဆက်လာပြီးတော့နောက်ဆုံးတစ်ပုံအနေနဲ့လူသားတွေလောင်ညံကောင်းလာတဲ့ AI နည်းပညာ software များဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။ လူညံ့ရည်တူနေပညာ AI software စကားပြောဆက်ရုပ်တွေကလူသားတွေလောက်ကိုအသိဉာဏ်ကျဲဝါလာကြပြီလို့ပြောနိုင်ပါတယ်။ American ပြည်တော်စု California Tech သို့ San Diego သိပ္ပံပညာရှင်တွေရဲ့အဆိုအရ Open AI ရဲ့ GPT AI software နဲ့ Meta AI ရဲ့ Llama AI software တွေက Turing Test လို့ခေါ်တဲ့ညံ့ရည်တိုင်းတာဆန်သက်မှုစနစ်ကိုကျော်ဖြတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ တူရင်တက်စစ်ဆေးနီဟာဒုတိယကမ္ဘာစစ်ခေတ်ဗြိတိရှစကဝတ်ဖော်သမားအလန်တူရင်က1950ပြည့်နှစ်မှာဖန်တီးခဲ့တဲ့စစ်ဆေးနီဖြစ်ပြီးတော့စက်တွေရဲ့ဉာဏ်ရည်ကိုတိုင်းတာရောက်မှာအသုံးပြုပါတယ်အမေရိကန်သိပ္ပံပညာရှင်တွေရဲ့ Turing Test စံတမှုမှာ GPT နဲ့ Llama AI software နှစ်ခုစလုံးဟာမိကွန်းတွေကိုလူသားတွေနဲ့မချဘဲတုံ့ပြန်နိုင်ခဲ့တယ်လို့သိရပါဗျ။ ဒီဆက်သက်မှုမှာလူသားစုံစမ်းစစ်ဆေးသူတွေအနေနဲ့လူသားရဲ့တုံ့ပြန်မှုလား AI ရဲ့တုံ့ပြန်မှုလားဆိုတာကို မခွဲနိုင်တော့တဲ့အချိန်ဟာ AI software တွေ Turing test ကိုကျော်ဖြတ်နိုင်တဲ့အချိန်ပါပဲလို့သိပ္ပံပညာရှင်တွေကဆိုပါတယ်သူတို့ရဲ့လေးလာတွေ့ရှိချက်အရဆိုရင် AI software တွေဟာလူတွေလိုပဲအသိဉာဏ်ကျယ်ဝလာကြတဲ့သဘောတွေ့ရပါတယ်လို့လည်းသိပ္ပံပညာရှင်တွေကဆိုပါတယ် ီရက်ရဲ့နေပညာရေးဝန်စီစဉ်ကိုတော့ထောက်နေပဲရန်သားပြသည်ရှင်နောက်တွင်ပတ်တွင်မှာလည်းအခြားဆက်ဝင်သားပွဲကောင်းတဲ့ကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ဆောက်မကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနဲ့နှုတ်ဆက်လိုက်ပါရရှင်